ကစီရိချနဲ့တရားပြန်လဲကြိုးစို့ပါရစေနော်နေပါလေပြောချင်းလဲဆိုတော့ထိုင်းနိုင်ငံပါဘောနော်ထိုင်းနိုင်ငံပါကိုဘာတစ်လောက်ပြီးရပါညာဘောနော်ရက်လိုက်ပြီးဘောနော်ရက်တာလဲအကြောင်းရှိရဘောနော်ဒါဒါဒါခင်ဗျားတို့ကီဒီယာတော့ချက်ပြောခဲ့ပြီးကြရဘောနော်ကျတော့ချူရဘုံဒီဂုံဒီဘုံဒီဂုံဒီဘောနော်နောက်ပြီးတော့ဝေသာဝေသာရေလဲ သိရမလားကျွန်တော်ကအားကြောင့်ကျွန်တော်ပြောရဟိုတချို့ကန်နိုင်ပါလေအာသူတို့ကသိရမလားအာရွှေမြေမှာရွှေမြေမှာပေါက်ပန်း40ပေါ်ရကေကပြောတယ်ဗောနော်ပေါ်ရကေကလျှောက်ပြောရွှေမြေမှာပြောမြန်ပြီးရင်ကလင်ကကြေးကြဖြန်ကြဝဲသောပွဲသားရေလုတ်တဲ့ကင်နဲ့အရာတွေတော့ကြည်လိုက်ခင်ဗျအဲ့ဒါအဲ့အဲ့ကောင်လေးကြည်ပဲခင်ဗျအဲ့ခွေတရောင်းသားကြီးပဲနော်ကျွန်တော်ဒါဒါတော့ခင်ဗျဟိုပြပြတာနော်ခင်ဗျအခုဘတ်လုတ်တယ်ပြုတယ်အဖန်ခံရတာဗောနော်တရားနဲ့ 30လောက်ဖန်ခံလာရတာเนาะတရားနဲ့300လောက်တရားနဲ့30လောက်ကျွန်တော်လည်းမမမမိတော့เนาะကြတော့ဘတ်သွားလုံနေရောဖန်ခံရတာဖန်ခံရတာလည်းဘာဖြစ်တော့ဆိုတော့အဲ့ဒီဝဲသားပွဲသားရပဲပြန်ပြီးတော့တိုင်တာပေါ့เนาะအတိကျတိုင်တာတိုင်တော့ဖန်ခံရတယ်ပေါ့เนาะဒါပေမဲ့ဒီထဲမှာပြောတဲ့အားလေးပေါ့เนาะဟို AAC ရဲမင်းอ่ะပေါ့เนาะဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ပွဲသားဝဲသားကြီးတွေ့မယ်ဘာညာကြီးကွာ ਨੇ တွတ်တွေ့ဖို့ခဗျာ အဲသူအောင်သူကိုဂျိုးစီကွာချာပြီးလုံနေရပဲလေစောင့်ကြည့်စောင့်ကြည့်နေပေါ့နော်ဒါဒါအဲကျွန်တော်မြင်ပေါ့နော်ခမောင်းဘန်သူမြောင်ကြိုက်ချင်းကြိုက်ပြချက်ရှင်နေအဲ့ဒါအတော့ခမောင်းဘန်သူနော် AC ရေမင်းမ AC ရေမင်း A ဟိုရဲ AC ရေမင်းတို့ရဲ့ဟိုရဲတာဝန်ခံခိုင်ကြီးမခိုင်ကြီးဆိုလဲသဘောအဲ AC ရုံအောင်ဖြတ်ပြီးဖြတ်ပြီးသူထိုင်းအထိုင်းအဖြတ်တာနော်အတင်ပေးပြီးသားအဲ့အကြီးကျတော့သူတို့ကသူတို့အကောင်လုံးကကိုဂျိုးစီကွာနေကြည့်ပါမယ် နော်ကိုကျိုးစည်းပွားကြီးပါပဲနော်ထိုင်းမှာဝဲသားပွဲသားရဲ့အမတွေ့လို့ဟိုတလောဖြစ်တာဆိုလဲခင်ဗျားတို့တက်လာရမိခင်ပါတော့သူစားနဲ့အမဟိုရှင်းမင်းနဲ့ကောင်းတော့အာပေါက်ပန်းလေးတဲ့ရောအကုန်ဖြစ်နော်ခင်ဗျာတွက်ကြည့်လိုက်ပြောလိုက်ရင်တော့အချွေးမြေမှာငါတို့မြေမှာဘာညာကွက်ကွက်လျှောက်ပြောတာဖာမာဖာမာပြောတာပြီးရင်အောက်တန်းသားကြီးကြာတာဘယ်သူရောတွက်ကြည့်လိုက်အဲ့ကောင်မင်းကြီးပဲခင်ဗျာရှင်းရှင်းလေးကျွန်တော်တို့ကျွန်တော်တို့ကတော့နော်ပြောပြရတယ်ခင်ဗျားတို့ကြိုက်ချင်းကြိုက်ချင်တော့ခင်ဗျားတို့ခင်ဗျားတို့လည်းပဲစိုင်းလိမ့်မယ်နော်အကြော်ဒီမှာ ်အရှက်နားထောင်ကြည့်ရပါဗျာနော်ဟိုင်းဆိုတော့အထောက်အထားမရှိသူတွေကိုတရားဝင်အလုပ်လုပ်ဖက်အတွက်ဘတ်အတိတ်ရိုက်ပေးမယ့်အစီအစဉ်ရက်ဆိုင်လိုက်တဲ့နေ့မှာပဲသမုတ်စခွန်ခရိုင်မှာဗိုက်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုံသားတရားကြောင့်ဖမ်းဆီးခံလိုက်ရပါတယ်။ထိုင်းဆိုရဟာအထောက်အထားမရှိသူတွေအတွက်အော်တိုဘာ19ရက်နေ့ကနေအော်တိုဘာ29ရက်တွင်ဗတ်အစ်စ်လုပ်ပေးဖို့စစ်ဆင်ထားတဲ့လုပ်ငန်းစဉ်ကိုရာရီရက်ဆိုင်လိုက်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကမနေ့ကကြေညာခဲ့တာပါ ထိုင်းကမ္ဘောဒီးယားနေဆက်တနနာတွေကြောင့်ဗတ်အသစ်ရပ်ပြီးဖို့လုပ်ငန်းစဉ်ကိုယာယီရှေ့ချလိုက်တာဖြစ်တယ်လို့အကြောင်းပြထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှလုပ်ငန်းစဉ်ပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှဖော်ပြမထားပါဘူး။ထိုင်းအစိုးရကဗတ်အသစ်ရပ်ပြီးဖို့ရှေ့ချကြောင်းကြေညာတဲ့မနေ့ကပဲဆမ်မွန်ဆောက်ကခရိုင်ကအခေါ်ခံရမှာဗတ်အသစ်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုပ်သားတရနှုန်းဟောင်းအဖွဲ့ဆောင်ပါတဲ့ထိုင်းအာဏာပါတွေရဲ့ဖန်ဆီးမှုကိုခံခဲ့ရပါတယ်။လက်တလောထိုင်းနိုင်ငံမှာဗတ်အသစ်ရိုက်ဖို့စောင့်စားနေတဲ့မြန်မာတွေတန်းချီရှိနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း SED Director ဦးထွန်းချက်ကခံမှန်းပါတယ်။ဘက်ရက်မပေးခင်ကျမတို့ဖန်စီတွေပိုကြလာနိုင်လို့ဂရုပြုနေထိုင်ကြဖို့ပြောချင်ပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာလူသားတရားကျော်ဖန်စီခံနေရတာဟောဝဲစားတွေကြောင့်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာလူသားများအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ဦးဆောင်တောင်ဝန်ခံကိုရဲမင်းကပြောပါတယ်။ မြမကွဲစားအချင်းချင်းအဝင်မတဲ့မနာလို့ဖြစ်ကြပြီးကွဲစားသူကအနေရအတိအကျနဲ့ထိုင်းလောင်းဝကမှတိုင်လို့မဖြစ်မနေဝန်ဖမ်းရကြောင်းကိုရဲမင်းကသူကြားတည်ထားတဲ့အခြေအနေကိုပြောပါတယ်။ဖန်စီခရယာသူတွေရှိပေမဲ့ကွဲစားတွေဘက်ကတော့တာဝန်ယူမှုတာဝန်ခံမှုရှိဘူးလို့သူကစပြောတာပေါ့။ဖန်စီခရယာသူတွေဟာဒီတွဲမှာနေလို့မရတဲ့ကြောင်းအကျွေးတင်ခံပြီးလာရောက်သူတွေများပြားတယ်လို့ကိုရဲမင်းကပြောပါတယ်။ထိုင်းအစိုးရဟာနိုင်ငံတွင်းမှာတရားမဝင်လာရောက်သူတွေအများပြားရှိလာခြင်းနဲ့ ုံငန်းခွင်မှာလုံသောလိုအပ်ချက်တွေအရအထောက်အကူမရှိသူတွေကိုတရားဝင်အလုံးလုံးခွင့်ရအောင်နှစ်စဉ်ဗိုက်ရိုက်ပေးရပြီးလုပ်ရရှိပါတယ်။ဒီနှစ်ထဲမှာဗိုက်ရိုက်တဲ့လုပ်ငန်းစဉ်တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။အခုတစ်ကြိမ်အောင်ဒုတိယတစ်ကြိမ်ဖြစ်ပြီးယာယီရှေ့ဆန်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီလိုဗတ်အသေးရိုက်ပေးရကိုဘိုင်းအောင်ကတ်လုပ်ပေးတာလို့လည်းခေါ်ကြပါတယ်။ကဲ။နော်။ဒါတော့မြင်သာဖို့ပဲ။နော်ကျွန်တော်အခုအခုဘာပဲဟို ကောင်းလေဗျာစာရက်ဆိုရဲကောင်းလားခင်ဗျာဘာပြစ်တယ်ညာပြစ်တယ်အသေးသာအသေးသာခင်ဗျာဒီကောင်းလေးနော်ချို့ရာဒီဘက်ဒီဟာဘောနော် CI စာအုပ်ပြဿနာတွေနဲ့ဘာတွေနဲ့မလုံးကြနိုင်မပြူကြနိုင်အာမတောက်ချောက်လဲပြောတဲ့လူကြီးရှိရဲနော်အဲမှာဇလန်နီယာဇလန်နီယာခင်ဗျားတို့ကချုပ်ချက်တိခံတယ်ဇလန်နီယာနော်ဇလန်နီယာချုပ်ချက်တိခံတယ်အဲ့တော့ဒီမှာထပ်ပြီးတော့နားထောင်လိုက်ပါဦးဘဝရေကြက်ကုန်ပြီပေါ့ ါလို့လဲဆိုရင်မြန်မာပြည်ကနေထိုင်းရောက်ပန်းရောင်ကလွားကပါတူးလျင်7380လက်ငင်းငွေပေးချရတယ်တဲ့ပေးချပြီးတော့ခိုးနေရတဲ့မြန်မာပြည်သူလူဦးရေ130တဦးကို နေည၃နာရီတုန်းကထိုင်းနိုင်ငံစမော့ဆာခုတ်ခရမဟာဆိုင်နယ်မြေမှာဥနေတိုက်ခန်းလျားတစ်ခုမှာထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့သိရတယ်။ဝင်ရောက်ဖမ်းဆီးလိုက်တော့နေရာမှာပါဝင်သောထိုင်းလူမျိုးအရာရှိတဦးကထိုင်းရဲတွေထိုင်းလာဝကတွေကလည်းမဖမ်းခြင်းဘူး။လူတွေအချွေးတွေနဲ့တက်လာတယ်ဆိုတာကိုသိတယ်တဲ့။ဒီလူတွေကိုလည်းတနာရတယ်တဲ့။ဒါပေမဲ့ သူတို့လူတင်ထားတဲ့မြန်မာပွဲစားချင်းချင်းအဝေးမတည့်မနာလို့ဖြစ်ကြပြီးတော့ပွဲစားတအူကနေရာအတိအကျနဲ့ထိုင်လာဝကမှာတိုင်လို့မဖြစ်မနေဝင်ဖမ်းရတာတဲ့အခုပဲ ACC ကိုရဲမင်းကဒီကိစ္စကိုတင်ထားတာဖြစ်ပါတယ် ACC ကိုမရဲမင်းကလည်းပြောပြတယ်ပေါ့သူတို့လည်းအကြွေးတွေနဲ့ဟိုဘက်မှာနေလို့အဆင်မပြေလို့မို့ဒီဘက်ကိုတက်လာကြတာလို့တိတ်ဆိတ်ရှင်းပြပေးမယ်ပူတို့လည်းတဲ့ ဒီဟာဝင်မဖမ်းချင်ပါဘူးတဲ့ဘာလို့လဲဆိုတော့အဲ့ဒီရဲ့ပွဲစားကိုယ်တိုင်ဟောဒီလူတွေကိုဖမ်းပေးပါလို့တိုင်ကြားခံထားရတော့တိုင်စာနဲ့လာတော့မဖြစ်မနေကိုဖမ်းလိုက်ရတာလို့ပြောပါတယ်ဒီမနေ့မှာပဲလူတစ်အမရိုက်ဖြစ်တော့ကြောင်းထုတ်ပြန်တယ်ဒီညနေလူတစ်ပရိုက်ဖို့စောင့်နေတဲ့လူတစ်တွေကိုဝင်ဖမ်းတယ်လူယုံမဝဲစားရင်မင်းတို့တွေတွေ့မယ်ငွေကြတော့မျိုးစုပ်ပြီးတောင်းဝင်မှုတောင်းဝန်ခံမှုလုံးဝမရှိကြဘူးဆိုပြီးတော့ဝဲစားတွေကို ACC ကိုရမင်းကပြောထားပါတယ်တော်လေးကိုမှစောက်ချင်းရောက်ကြတယ်ဟောပွဲသားတွေလည်းအပူစားတွေကိုသူတို့မလို့စားရဲတယ်မစားခင်ပြန်ခံရမှာအဲ့ဒါတွေကအရင်ချက်ဖို့ကောင်းတယ်ညမလောက်တာ130ရဲ့တူကိုထိုင်းနိုင်ငံမှာဖန်ဆီးလိုက်တယ်ကဲနော်ဒါတော့ဘလို့ပဲပြောနေနေနော်တချို့ရာချို့ရာမလုံးနဲ့ ။ဒါကြောင့်လည်းအေကစီတင်မိပြီးပါအဲ့တဲ့အဲ့တဲ့လူနေအဲ့တဲ့အဲ့တဲ့လူနေမနေဘူးလေခမညာမနေသူခမညာဒီမှာကျွန်တော်ဖွင့်ပြအောင်ပါခမညာနော်စင်ကာပူမှာနော်စင်ကာပူမှာသွားပြီးတော့ခမညာကျွန်တော်ပြောမြန်မာနိုင်ငံနေရှီလန်ထွက်ပြီးတော့မြန်မာနိုင်ငံရှီလန်ထွက်ပြီးတော့နဲ့စီးနဲ့ကန်းနဲ့ကရာနဲ့နေကြပြုကြတာပြောတယ်ခမညာထိုင်းနိုင်ငံဆိုထိုင်းနိုင်ငံကျွန်တော်အများကြီးပြောခမညာမင်းသူကြိုက်တဲ့နေသွားထိုင်းမလေးစင်ကာပူနော် ဟိုရယ်ကိုရီးယားဂျပန်နော်အမေရိကန်ဘယ်နိုင်ငံသွားတော့ကိုကစီးနဲ့ကန်းနဲ့နေတဲ့အောင်နေမြောင်းနိုင်ငံချီတန်တို့ပြီးတော့နေတဲ့အောင်နေစီကံလိုက်လာလို့ရမြန်မာတနိုင်ငံပဲရှိတယ်ကျန်တဲ့နိုင်ငံတွေမှာမရဘူးသူတို့နိုင်ငံသားသူတို့လေးထားတယ်ခင်ဗျမလေးရှားမလေးရှားနိုင်ငံသားကိုလေးထားတယ်သူလူမျိုးကိုလေးထားတယ်ကိုနိုင်ငံတစ်ခုပဲခင်ဗျပေါ့ပန်လေးတဲ့ဖြစ်နေရခင်ဗျကိုနိုင်ငံကဟိုကကိုနိုင်ငံကလူမျိုးတွေနိုင်ငံသားတွေစော်ကားနေလေအာ ကိုပြစ်ကိုခံဆိုတာကြီးပြောတာမစည်းလုံးဘူးမြန်မာနိုင်ငံတော့မစည်းလုံးတာမစည်းလုံးဘူးဟင်ခမရလည်းအမိကျက်မိစားခေါင်းကျက်ခေါင်းစားပါခမရပေါက်ပန်းလေးတယ်လीခမရမြောက်လည်းမြင်နေရဒီလောက်စောက်ပြဒနာကြီးခမရတားချုံဆုံးပဲခမရတားချုံဆုံးပဲခမရဒါမြင်သာနေတဲ့အရာပဲနော်အမဟိုကောင်မတကောင်ဆိုလေစင်ကူကဟာဘာဖြစ်တယ်ညာဖြစ်တယ်နဲဟာညာ၁၇နှစ်ကိုကြီးကိုဟာဖုန်းနေဆက်ပြီးတော့ဟာဘာပေါက်ရကေပေါက်ရကေအိုင်ပြောနေခမရစီးနဲ့ကန်းနဲ့ကနာနဲ့မနေတတ်ဘူးသူကခမရ မြင်သာတဲ့အရာတွေပဲခင်ဗျာနော်မမြင်သာဘူးဆိုလည်းနေကြပါဗျာခင်ဗျားတို့ဟမ်ကျတော့မနေတဲ့ဟင်အဖန်ခံမယ်အဖန်ခံမယ်ပြုမယ်ဇလန်နီးယားမှာဇလန်နီးယားရှုပ်ပါနော်ခင်ဗျားတို့ပြောကြတာထိုင်းနိုင်ငံမှာဖြစ်ကိုရီးယားမှာဖြစ်ဂျပန်မှာဖြစ်မလေးမှာဖြစ်စင်ကာပူမှာဖြစ်ခင်ဗျားတို့ပေါက်ပန်းလေးတွေလှုပ်ထားတဲ့အရာရဲ့အများကြီးခင်ဗျာနော်ဒီနေ့ဆိုလို့ချင်းခင်ဗျာတချို့ဟာတချို့နေရာတချို့နေရာတွေမှာခင်ဗျာဟမ် ဟမ်လှုပ်လှုပ်ရွရွနဲ့အာဟိုဟာပြက်တာပြက်ဟိုလိုဖြစ်ဒီလိုဖြစ်ကိုလှုပ်ထားတဲ့အရာကိုကြတော့မေ့နေပြီးတော့နော်အဖမ်းသီးအဖမ်းသီးဖြစ်ကုန်ပြီခင်ဗျာတော်တော်များအောင်အဖမ်းသီးများလိုက်ခင်ဗျာခင်ဗျာလှုပ်ထားတဲ့ဟာကျွန်တော်တောက်ချောင်ပြောခင်ဗျားတို့လှုပ်ထားတဲ့အရာတွေပြူထားတဲ့အရာတွေအများကြီးရှိတယ်ခင်ဗျာထိုင်းထိုင်းနိုင်ငံမှာမြန်မာနိုင်ငံနဲ့ရှီလန်းတို့ပြောတယ်ခင်ဗျားတို့ကသိရမလားအာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ YouTube တို့ Facebook တို့ TikTok တို့ကအားသောက်ဆိုင်ရဖို့လူကြီးဖို့ like ကပ်ပြီး follow တက်ဖို့ပေါက်ပန်လေးတဲ့ပေါက်ပန်လေးတဲ့ 6လောက်တာခင်ဗျားတို့နော်အဲ့လိုဟာရလဲအများကြီးအကြောတော့ခင်ဗျားတို့ကပြင်မှုတွေရှိတယ်ရှိတဲ့လျောက်မှဒီလိုဒီလိုတွေဖန်ခံပြီးပြူရပြီးဆိုဇလန်းนี่ခင်ဗျားတို့သိရနော်ခင်ဗျားဘာမှမဖြစ်ရင်ဘာမှဖြစ်ဘူးကေစီပြောပြရအေးဖြစ်ပြီးဆိုဇလန်းတော့တွေကနောက်ထပ်အမှုအမှုတွေကအများကြီးခင်ဗျားတို့ချက်ပေါ်တာနော်ဒါတော့ခင်ဗျားတို့သိတော့နော်အဲ့ဒါတော့မြင်သာဖို့ပါ နော်မြင်သာဖို့ကသူများ CI CI ပဲအလိုမရှိပါညာကွီးကဘာဖြစ်တယ်ပန်းရောက်ကတကတဲ့နဲ့ဒီလိုထိုင်လို့ပြီလို့ရမယ်ဘာညာကွီးကခင်ဗျားတို့ပေါက်ပန်းလေးတယ်ခင်ဗျားတို့អော်ခဲ့တာရယ်ဟမ်ဖြစ်မြအောင်လုပ်တာလဲခင်ဗျားဘသူကလုံနေတာဟာဟိုလိုကြက်ဒီလိုကြက်အခွန်နေရောဘာတွေရောညာတွေရောခင်ဗျားတို့မပေးတော့ညင်လဲပေးနေရလေခင်ဗျားတို့စောက်ကြီးစောက်ကြဘာဖြစ်တယ်ညာဖြစ်တာပြောအဲ့လိုပြောတဲ့កောင်းနေကိုတိုင်းခင်ဗျားတို့ဟမ်အခွန်နေဆောင်ဟမ် စီကနေလိုက်နာလုံနေရလေခင်ဗျာပေါက်ပန်းလေးတွေကတော့អော်ပြောပြုနေလို့ရလေခင်ဗျာတကယ်တော့မဟုတ်ဘူးလေတကယ်တော့မဟုတ်ဘူးလေခင်ဗျာခင်ဗျာလက်သိရကျွန်တော်လက်သိရလေခင်ဗျာဒါကြီးကမုံမမဟုတ်တာနော်မြင်သာတဲ့အရာကြီးရှင်းရှင်းလေးပဲနော်